ဒီဖျားလေးကတော့လှိုင်ဖျားလေးပေါ့နော်ပကူရာမဟုတ်ဘူးတမ်ပရပေါ့ကျုပ်လက်တဖြည်းဖြည်းနဲ့နော်ဖျားလေတဲ့ဖျားဘူးဘလော့ဂါဖြစ်လာပြီကျုပ်လက်တဖြည်းဖြည်းနဲ့ဖျားဘူးဘလော့ဂါဖြစ်လာပြီဒီဘက်မှာတော့ပြင်ွေကိုတော့အကြီးကြီးရှိပါတယ်ဗျာပြင်ွေကိုတော့လွန်စာမတတ်ပေတဲ့တမ်ပလင်ခွေကိုတော့ဘူမိဖတ်တာမူရာဟန်လို့ပဲယူဆပါတယ် ေပြားလေး3စု4စုကတော့အခုနောက်ဘက်မှာကထီလိုမင်းလိုဘုရားကြီးဒီဘက်ကစေဒီလေး3စုနဲ့4စုကတော့ထီလိုမင်းလိုနဲ့အလိုတော်ပြင်းနဲ့ဂျားထဲမှာရှိတဲ့စေဒီစေဒီတော်လေးတွေဖြစ်ပါလေဒီဘက်မှာတွေ့တာကတော့ဇက်ခုံလားဇေယလားတော့မသိပါဘူးဇေယလို့တော့ယူဆတယ်ဘုဘမှာ လှမ်းမြော်ကြည့်လိုက်တော့လူတော်လူတော်ပြည်ဖရာရဲ့ဘေးသားကစေတီတော်ကြီးပေါ့ဒီစေတီတော်ကြီးကိုသွားပါမယ်ဖွဲမတည်သေးပါဘူးလမ်းလေးတိုင်းပဲလျှောက်သွားတော့မယ်စေတီတော်ကြီးကတော့တော်တော်ကြီးမားပါတယ်ဟောပကတိတိုင်းပဲလက်ရရှေးပကန်းခစ်လက်ရတွေတိုင်းပဲချို့တွေလည်းရှိသေးတယ်ပြုပြင်မမှန်ထားလည်းရှိတယ်နောက်ကမှတော့စေတီတော်လက်စုတွေ့ဟိုးဘက်ကတော့လူတော်ပြည်ဖရာ ရင်မြင်တော်လေးဖြစ်ပါတယ်လူတော်ပြေဖုရားကဒီဖုရားကြီးကလူတော်ပြေဖုရားထက်ကြီးတော်လည်းပဲလူတော်ပြေဖုရားကိုတော်တော်များများသိတယ်လူတော်ပြေဖုရားရဲ့ဒီဖက်မှာရှိတဲ့ဒီဇေဒီတော်ကြီးကိုတော့ကျုပ်ကိုယ်တိုင်ကိုဖွဲမသိသေးပါဘူးကိုယ့်ဘက်ကိုသွားပြီးတော့အဖတ်ကြည့်ပါဖုရားမအ369အရှိလှိုက်ရှိဖုရားပါလေဗျာဒီနေရာမှာဇေဒီတွေဖုရားကြီးတွေကကြီးချင်းသေးချင်းနဲ့မဆိုင်ဘူးဗျတကူဆိုတာလေ ဘိုးကြီးဖះဆိုတာကကြီးချင်းသေးချင်းနဲ့မဆိုင်ဘူးဒီဖះကြီးဆိုရမှာဖះကြီးတဆူဖြစ်တယ်အတွင်းထဲမှာလည်းတော်တော်လေးကိုခန့်ခန့်ညာညာနဲ့ကြီးမားတဲ့စီရီတော်ကြီးဖြစ်တယ်ဒီမှာလည်းတင်ပလင်ခွေကိုတော့တပားကိုစတင်ပြီးတော့မှဖူးမြော်ရပါတယ်တွင်ကန်းထဲမှာတော့ခုချီးနေတဲ့ပြည့်နေပြီးတော့မှအဲညာရိုးတွေနဲ့ခြောက်လို့ပေါ့ဖះဘူးဝင်ထွက်သွားတာလည်းအနေထားမျိုးမရှိဘူး ။နောက်ကျောဘက်မှာတော့စေဒီဖျားလေးတစုရှိတယ်။နောက်အလိုလျောက်လင်းတဲ့မီးတွေတော့တွေ့ရတယ်။မီးတော့လင်းမနေဘူးပေါ့လေ။ဝင်ပေါက်မှာတော့ထူးထူးခြားခြားပဲဘယ်ဖျားမှမရှိတဲ့အစိတားတစ်ခုသူကပိတ်ထားတယ်။အုတ်ရိုးတွေခိုင်မာအောင်လို့ပဲလား။မတည်ဘူးဒီပုံမှာလေကရစ်ပေါ်နေမှာကြော်ခွပြီးတော့မှာဟိုပြားတွင်းတွေကိုရောက်သွားတာပေါ့